မင်္ဂလာပါခမညာစာရေးသူဆရာဖိုးကျော်ရေးသားတော်ကန္နာရမုတ်ဆိုးကြီးများလို့အမည်ရတဲ့ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခမညာနားဆင်ကြည့်ပါအောင်ခမညာကန္နာရမုတ်ဆိုးကြီးများ အပြင်လောကတွင် မိုးတဲထန်စွာရွာသွန်းနေသည် လေပြင်းတက်ခိုက်မှုကြောင့်တစ်ပင်များလဲပြိုကျကြကုန်သည်ထစ်ချုံးနေသောမိုးကြိုးမှုန်တိုင်းတို့ကြောင့်မြေပြင်တွင်တိမ့်တိတ်ခါတုန်ဟီးလျက်ရှိလေသည် တောင်ထိပ်မြင်ကြီးပေါ်မှာတဝောကောအော်မီစီးစင်းလာတော့မိုးရေများသည်တောင်ဆောင်အတိုင်းတားရဲတွင်းပေါ်ဖြတ်ကျော်ကာအော်မီစီးစင်းသွားကြသည်ရေစီးနှင့်မျောပါလာသောအမှိုက်တရိုက်များသည်တားရဲတွင်းနှုတ်ခမ်းပေါ်တင်ကြံခဲ့ကြသည်ထိုအချိန်မှာပင်မှောင်မဲနေသောမြေအောက်ကဘာထဲ၌သူတို့ကိုမွေးဖွားလေသည်သူတို့သည်လောကထဲသို့တကောင်းနေတူတယ်ရောက်လာကြသူများမဟုတ် အပေါင်းအဖော်၄၅ဦးနှင့်အတူတပြောတပါရောက်လာကြသူများဖြစ်သည် သူတို့သည်မဲမောက်နေသောမြေအောက်ကဘာထဲတွင်စံတဝါဝါတွားတွား၍မိခင်၏ရင်ဝင်းနှင့်နှုတ်ရည်တို့ကိုတောက်တုံးခိုလုံခွင့်ရခဲ့ကြသည်မိခင်သည်သူတို့အားနှုတ်ရည်တိုက်ကြွခြင်းနှင့်ရင်ဝင်းခိုလုံခြင်းကိုသာပေးသည်မဟုတ်တားငယ်များအားကိုင်စာတက်ပြတ်လိုကြသောတားရတလိษံများ၏အန္တရာယ်မှလည်းကာကွယ်ပေးထားလေသည် တားရဲတွင်၌တားပေါက်နေချိန်တွင်မိတို့သောတလိษံကိုမျှတားရဲတွင်၌လာခွင့်မပြုဘဲဟန်တာထားသည်မျိုးတို့တလိษံများအပြင် သူနှင့်ပြောပါမျိုးတို့ကဲကြသောဖိုးတရဝါများကိုပင်တားရဲတွင်၌အကက်မခံဘဲဟိဟောက်၍လျှောက်လွတ်တတ်သည်ထိုကြောင့်သာသူတို့သည်အသက်ရှင်လာနိုင်ကြခြင်းဖြစ်သည်။သို့မဟုတ်လျင် သူတို့အားတက်ပြတ်စားတော့လိုကြသောတိရစ္ဆာန်များက ကန္နာယရဲ၌ဒုနဲ့ဒေပင်နောင်တော့ကတွင်ဤကန္နာယရဲ၌မုံဆိုးကြီးများဖြစ်လာကြမည်သူတို့အားမိသည့်တောတလိဆံကားမြဘလိုလာကြပြီသူတို့မိခင်ကြီးအကာအကွယ်သာမရှိလျင်မွေးဖွားပြီးတပတ်ပင် အသက်ရှင်နိုင်ကြမည်မဟုတ်ယခုတော့မိခင်ကြီး၏ဆောင်းချောင်းမှုကြောင့်သူတို့သည်မြေအောက်ကဘာထဲ၌ကောင်းစွာရှင်သန်လျက်ရှိနေကြလေသည် မိခင်ကြီးနိုးကြည့်တိုက်ကြွေးမှုကိုစောင့်ရှောက်မှုကိုခံယူကြ၏မြေအောက်ကဘာကြီးတဲ့၌နှစ်ပတ်ခန့်ကြာသွားသောအခါမျက်စိများပွင့်လာကြသည် မကြာခင်သွားများလည်းပေါက်လာကြပြန်၏ထိုအခါသူတို့၏စိတ်ထဲတွင်အာရုံတစ်ခုဖြစ်ထွန်းလာသည်တို့နှင့်သုံးပတ်ခန့်ကြာသောအခါမြေအောက်ကဘာထဲ၌တကောင်နှင့်တကောင်ကြည်စဲကြိုက်ခဲခုံကစားပြေးလွှားကလှုပ်ရှားနေကြသည် မြေသားကမ်းမရံများနှင့်တားရက်တွင်အကွေအကောက်အပေါက်များကိုလည်းကောင်းစွာမြင်နေကြလိမ့်မည်။ထိုအခါသူတို့၏မြေအောက်ကဘာသည်ကျင်းမြောင်ကျက်တဲလာလေသည်။မြေအောက်ကဘာတဏ္ဍန်တလျာ၌ပြေးလွှားစော်ကစား၍အာမရကြတော့ပေ။တားရက်တွင်မှ အပြင်သို့တိုးထွက်ရန်ကြိုးစားလာကြသည်။တားရက်တွင်ထွက်ပေါက်ဝင်ပေါက်များကို တောက်လျှောက်ခြာဖွေနေကြလိမ့်မည်။ သို့သောအန္တရာယ်ထူပြောသောအပြင်လောကအကြောင်းကောင်းကောင်းကြီးသိထားသောမိခင်ကြီးသည် သူတို့အားအပြင်လောကသို့ထွက်ခွင့်မပြုသေးပေရပောင်းအတန်ကြာတားရဲတွင်နေ၌သာပိတ်လောင်ထားစီထားသည်သည်သူတို့၏ရုပ်ဆင်းသက်တများသည်တဏိတရားပြပြန်လာ၏မွေးကင်းကားသလိုနှုတ်ခမ်းလန်လန် အမွေးညစ်ဆုပ်ဆုပ်နေမဟုတ်ကြတော့တသွေးတမွေးဖြစ်လာကြ၏ရင်ဘက်မှအဖြူအနက်အဆက်အပြောက်ကလေးများနှင့်လှလာကြသည် ကျောကုန်းနှင့်ဘေးနက်ဖက်တို့တွင်လည်းရှောမော့နူးညံ့သောအမွှေးများကနီညိုရောင်တန်းလာကြသည်မိခင်စီအစာချထွက်သွားတိုင်းတားရဲတွင်တွင်မြေသာခဲများနှင့်ပိတ်လောက်ထားခဲ့ခြင်းခံနေကြရသော သူတို့သည်တနေ့တနိုင်မြေသာခဲများကိုဝိုင်းရက်ပစ်ခါတားရဲတွင်နှုတ်ခမ်းဝါပေါ်တွားသွား၍တက်လာကြသည်တို့တော့ရဲရဲဝုံဝုံကမဟုတ်ကြ။ကြောက်တဆာလမ်းတဆာနဲ့တား သူတို့သည်တားရဲတွင်နှုတ်ခမ်းဝါမှခေါင်းမော့တိုးထွက်ကြည့်လိုက်ခြင်းဖြစ်သည်အာလုံးအဟောတဝဖြစ်ကြကုန်သည်ညီရောက်ကဘာနှင့်စသောအပြင်လောကကြီးကကျယ်ပြောတာယာလှသည်တောတောင်ရေမီသဘာဝများနှင့်ပြင်းလွှမ်းစောကစားတရားတွေပေါ်ပြေဝါလာသည် သူတို့သည်ရုတ်တရက်ကြောက်ရွံ့ထိုင်လန့်စိတ်များပျောက်သွားကတားရဲတွင်မှအပြင်သို့သူဦးငါဦးလူရဲ၍ထွက်လာကြသည် ဝန္တာအာရနှင့်ပြာလွင်ကျေပြောလာသောကောင်းကင်ကြီးကိုမော်ကြည့်ကတံပြိုင်ဟစ်ကြွေးလိုက်ကြသည်နေအောင်ကြီးအလင်းတန်းများဖြန့်ကျက်အုံမိုးထားသောအပြင်လောကကြီးသည်တာယာလှပါပေစွာဝဲဝဲလန်လန်မတွားရဲကြသေးတော်လေတာယာတွင်နာတွင်လှက်ပတ်စောကစားနေကြ၏ထိုစဉ်တစ်ခွေးတစ်ကောင်သည်ရှုံပုတ်တော်စားမှရုတ်တရက်ပေါ်လာပြီသူတို့တဲမှတစ်ကောင်ကိုခုံအုပ်ရှိကြိုက်သွားလေသည် သူတို့မှာကြောက်ဝါလက်အားနဲ့တာရဲတွေနဲ့လူရဲအောင်ငင်ပြီးဝင်ပြေးကြရလေသည်သူတို့တာရဲတွေနဲ့ပြန်ရောက်ပြီးမကြခင်ပါပဲမိခင်ကြီးတည်းမောပန်းကြီးစွာနဲ့အပြေးရောက်လာလေသည် အမှန်ကသူတို့အားစိတ်မချသေးသော မိခင်ကြီးတည်းတာရဲတွေနာဝန်းကျင်၌သာအစာချဖွေနေစဉ်သူတို့၏အထိတ်တလန့်အော်ဟစ်တံများကိုကြားရသဖြင့်ချက်ချင်းပြန်ပြေးလိုက်လာခြင်းဖြစ်၏ ထို့ကြောင့်မိခင်ကြီးမှာသူတို့အတွက်အစာအာဟာရမပါလာရှိသို့တော်မိခင်ကြီးတားရဲတွင်လည်းပြန်ရောက်လာတော့အခါတကောင်သောတားငယ်မှာရန်သူဤအစာဖြစ်သွားခဲ့လေပြီမိမိတို့၏ညီကိုမောင်နှမတကောင်အတွက်သူတို့ကများစွာပူပန်မှုမရှိကြတော့လေမိခင်ကြီးသည် ပူဆွေးတန်းတန်းများကိုအချိန်အတော်ကြာပြုတ်ကာကြံသားသမီးများကိုနှိုးချူတိုက်ကျွေး၍မိတွားညီတော်နေ၏သို့တော်သူတို့၏ဝမ်းမီသည် မိခင်ကြီးနိုးကြိုတိုက်ကြွေးယုံနှင့်မငြိမ်းအေးနိုင်ကြတော့ပြီအစာအာဟာရကိုများစွာ တောင်းတလျက်ရှိနေကြလိမ့်ပြီစာလောင်မွတ်သိမ့်မှုဆန္ဒသည်သူတို့၌အခါမပြတ်ဒရဇက်ဖြစ်ပေါ်နေကြလိမ့်ပြီတို့နှင့်မိခင်ကြီးသည်နောက်တနေ့၌လည်းတာရဲတွင်းဝကို မြေစာခဲများနှင့်ပိုမိုလုံးကြုံအောင်ပိတ်ကာအစာရှာထပ်သွားခဲ့ပြန်လေသည်စာလောင်မွတ်သိမ့်မှုဝေဒနာကိုကြာရှည်လင်းမြင့်စွာမခံနိုင်ကြတော့သူတို့သည် မိခင်ကြီးထွက်သွားပြီးမကြခင်ပါပင်တားရဲတွင်က တွားတက်ခါထွက်လာကြပြန်လေသည်အပြင်လောကဤတာယာမှုစာလောင်မွတ်သိမ့်မှုနှင့်အစာဟာရတောင့်တမှုတို့ကြောင့်သူတို့သည် တနေ့ကအဖြစ်ကို ရှက်ရှင်းမေ့ပြစ်လိုက်ကြသည်သူတို့သည်တားရဲတွင်သာရှိရှုံဖို့တိုးစံနာတွင် အစာချာကြ၏တားကောင်ဤအနန္တတ်ကို ခံကြ၏တကောင်နှင့်တကောင်ညှိုးညှိုးညံ့ညံ့အတန်ပေးကြ၏ လှုပ်ရှားနေသောအရာဝတ္ထုမှန်သမျှကို သူဦးငါဦးအလူအယက်ခုံအုပ်ကြ၏လေတား၍လှုပ်ခတ်နေသောတစ်ရွက်မြက်ပင်များကအစာအလုံးမပေးပဲခုံအုပ်ကြိုက်ခဲကြ၏တချိန်တွင် သူတို့ထဲမှတကောင်သည်ရုံငယ်တကောင်ကိုဖမ်းမိသွားသည်တဦးတည်းတကောင်နှင့်အဝါစားပြည့်ရန်ရုံငယ်အားတာရဲတွင်နေရှီတွင်ပြီး ပြေးဝင်သွားသည် ထိုအခါမိုးတိတ်ဆာလောင်နေကြသောသူတို့အားလုံးတာရဲတွင်လည်းပြေးဝင်၍လိုက်သွားကြသည်ယုံသည်ကို လူရဲ့ကြိုက်ခဲကြရင်တာရဲတွင်၌ရန်ဖြစ်နေကြသည်မိခင်ကြီးရောက်လာသည် မိခင်ကြီးသည်သူတို့ပစ္စတ်ထဲမှယုံသည်ကိုဝင်လို့သည် မိခင်ကြီးလူယူသွားသောယုံသည်ကို မိခင်ကြီးပစ္စတ်မှသူတို့ဝိုင်းဝန်း၍ပြန်လူကြပြန်သည် အားခြင်းမမျှ၍အလဲလဲအပြူပြူဖြစ်နေကြသည် မိခင်ကြီးတွေယုံသေးအားအမွှေးအမဲ့ပင်မကြံအောင်ဝါးမျိုးစားတောက်ပြစ်လိုက်လေသည်သူတို့သည်မကြေမချမ်းခြင်းများစွာနှင့် မိခင်ကြီးကို ဝိုင်းဝန်း၍ရန်ရှာကြသည်မိခင်ကြီးကမူလုံးဝမမှုသူတို့ချာဖွေလာသောယုံသေးကိုစားတောက်ဝါးမျိုးပြီးမှသူတို့ကိုနိုးတိုက်လေ၏ယုံသေးမှာသွေးစာသွေးနာများကိုရှာရတာတွေ့ထားကြသော သူတို့သည်နိုးတိုက်သောမိခင်ကြီး၏နိုးသည်ကိုယုံသေးအမှတ်ဖြင့် တအားကြိုက်ခဲပြစ်လိုက်ကြသည်ထိုအခါမိခင်ကြီးသည် သူတို့အားလုံးကိုခြေလက်တို့ဖြင့်ကန်ကြောက်ပြစ်လေသည်နောက်ထပ်လုံးဝနိုးမတိုက်တော့မိခင်ကြီးကနိုးမတိုက်သောအခါသူတို့၏ဝါပိုက်မှာပူပြီးစာလောင်မုတ်သိပ်လျက်ရှိနေကြလေတော့ဤအင်းနေ၌တော့သူတို့သည်မိခင်ကြီးနောက်မှထက်ကြမကွာလိုက်လာနေကြသည်မိခင်ကြီးတွေသူတို့အားခါတိုင်းနေများကလို့ဟန်တာပိတ်စီထားခြင်းမရှိတော့ ။နောက်တော့တစ်ချက်တစ်ချက်သာလှဲ့လှဲ့ကြည့်။တာရဲတွင်နှုတ်ခမ်းပေါ်ရောက်လာသောအခါမြေပြင်ကိုငုံနံ၍တားကောင်နှံ့ကိုခံသည်။မိုးကောင်းကင်းကို မော်ကြည့်ကတန်ရှည်ဆွဲပြီးဦးသည်။မြေပြင်ပေါ်ရှေးပြားထောက်ကတားကောင်လိုက်ရန်ထွက်လာသည်။သူတို့အားလုံးသည်လည်းမိခင်ကြီးကဲ့သို့ဦးဟက်ခါနောက်ကလိုက်လာကြသည်။ထိုချိန်မှာသူတို့သည်နှလားသားတာများသာရှိသေးသည်။သို့သောတနေ့တနေ့က ရုံတငယ်တကောင်အားတက်ပြတ်ယူနိုင်ခဲ့ကြသောတာသမီများအားမိခင်ကြီးသည်စိတ်ချယုံကြည်စွာနှင့်ခေါ်လာခဲ့လေသည် သူတို့သည်တားရဲတွင်ကိုစွန့်ခွာကာဝေးလံလာသောအရတပါးသို့လာနေကြသည်တားကောက်များကိုတတော်ဝင်တတော်တက်တတောင်တက်တတောင်စင်ဆက်လက်၍ရှာဖွေကြသည်တားကောက်ကိုရှာရင်တောင်ချန်ကြားတစ်ခုတွင်မျိုးတို့မိသားစုတစုနှင့်ပေါင်းမိသွားကြပြန်သည် ထို့အခါသူတို့၏အုပ်စုမှာအကောင်ကြီး30ကျော်ရှိသွားနေသည်တို့နှင့်ဝင်းပလွေအုပ်ကြီးတအုပ်သည်မြန်မာနိုင်ငံမြောက်ဖျားချီခါရာဘူစီတောင်ကျောသို့ရောက်ရှိလာကြလေသည်သူတို့သည်အီတော်ဤတောင်ဤကန္နာရဲမှာတောတလိပ်ဆံများကိုတွဲမဆောင်ကိုက်ဖြတ်စားတော့ကြမည်ကန္နာရမုံဆိုးကြီးများဖြစ်လာကြလေတော့သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာဖိုးကျော်ရေးသားတော့ကန္နာရမုံဆိုးကြီးများလို့အမည်ရတဲ့ ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြတဲ့ကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာမင်္ဂလာပါခင်ဗျာစာရေးသူဆရာဖိုးကျော်ရေးသားတော်လောဘအန္နဝါမဒေါသတန်လာလို့အမည်ရတဲ့ဝိတုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာ။ နားဆင်ကြည့်ပါအောင်ခင်ဗျာလောဘအနဝါမဒေါသတလားလူလေးထထဥဒင်းဆောင်လာခေါ်နေပြီဟေးကောင်ရှစ်လားဘယ်အချိန်ရှိပြီလဲကွာဟိုဒီအိမ်ရန်ကမထားသေးဘူးလားမိုးလင်းတော့မယ်ငါလည်းခွေးတဲ့အမေအော်နိုးတန်နဲ့အတူဦးတင်ဆောင်ဤငှက်ဆိုးထိုးတံကိုပါစောစောစီးစီးတစ်ဆက်တည်းကြားလိုက်ရ၏သို့တော့ လေနဲ့ရောသောမိုးကတစိမ့်စိမ့်ရွာနေသဖြင့်ရှစ်လအဲ့ရကနေမထကျင်သည်အချိန်ကလေးရသည်မရတော့ခဏပဲဖြစ်ဖြစ်မှင်းနေလိုက်ရှင်သည်ဦးတင်ဆောင်မှာရွာဖျားပိုင်းမှာငမားတန်းပိုင်းပိုက်ပိုင်းလှေပိုင်းလုပ်ငန်းပိုင်ရှင်ဖြစ်သည်သူစီတွင်လှေပက်ကန်အကိုအဖြစ်ရှစ်လလိုက်နေသည်မှာတလခန့်ပင်ရှိနေလိမ့်ပြီ၁၄နှစ်ကြာကြာသာရှိသေးသောရှစ်လအား သူ့အဖေသူ့အမေတို့ကလည်းဥဒ္ဒဆောင်စီတွင်ကြည်ကြည်ဖြူဖြူအလုတ်တင်အဖြစ်အနှံထားသည်အဖိုးလက်ခံဟူ၍မဲမဲရရတတ်မှတ်ချက်မရှိသေးပေဟင်းသားနှင့်ငါးယောက်ရလည်းရင်စွကျဲလေးလုံးကြီးလေးအစတော့ဝယ်ပေးပေါ်ရ၏တင်္ဂါတို့၏သဘာဝအရာအီဒီကိုပင်ရှင်းလာ၏အဖေအမေတို့ကကျေးဇူးကဘာဖြစ်နေကြသည်ရှင်းလာအားဥဒ္ဒဆောင်ကလာခေါ်နေခြင်းမှာ ညာဦးပိုင်းကတွားချထားခဲ့သောငမများတမ်းများကိုတွားဖော်ကြရန်ဖြစ်သည်ဦးတင့်ဆောင်ကသာ မိုးလင်းတော့မည်ဟုဆိုတော်လေအမှန်မှာမိုးလင်းရမူနောက်ထပ်ကြက်နှခါတွန်လောက်ပင်ကြံလီအုံးမည်ထို့ကြောင့်ဒီလူကြီးအလက်ကလာလောနေပြန်ပြီဟိုစိတ်သေးကကျင်းဆဲလိုက်မိသည်ဟဲကောင်ရှစ်လာမြန်မြန်ထပါဟဟဲ့ပြီအချိန်မရှိတော့ဘူး ရေမစစ်ခင်တို့ချောင်းပြားနာရောက်มาဖြစ်မှာဟာနောက်ကြရင်တို့တွေဟာတခိုးနောက်ပါကုန်လိမ့်မယ်အခုတလောတခိုးတွေကတိတ်တောင်းညမ်းနေတာမင်းအတိသားနဲ့ဟဲ့လူလေးထပါဆိုနင်းမနိုးသေးဘူးလားဤတခါတော့ဆက်ပြီးမင်းနေပြီမဖြစ်တော့ဦးတင်ဆောင်ဤအတန်နဲ့အမေဤအတန်ကပွက်လောရိုက်လာတော့မြည်အခုတလောငံပြားတန်းတခိုးတွေကိုလည်းဦးတင်ဆောင်ပြောတတ်ဖြင့် ချက်ချင်းတတိယလိုက်ခါရှစ်လအဲ့ရကလူလဲ၍ထလာသည်ဥဒိဆောင်၏အကြောင်းကိုရှစ်လကကောင်းစွာသိသူဖြစ်သည်ဥဒိဆောင်မှာ စိတ်မြန်လက်မြန်ရှိ၏ဒေါသလည်းအလွန်ကြီးတတ်၏အမှန်ကတော့ဥဒိဆောင်သာမဟုတ်သူ့အကိုဥဒိမောင်မှာလည်းလောဘဒေါသအလွန်ကြီးသူဖြစ်သည်ထို့ကြောင့်ဆက်ဆက်တိမခံတတ်ကြသောဤညီကိုနှစ်ယောက်ကိုမမြားတမ်းတမားတို့ကယုံကြလန့်ကြသည်ကြောက်ကြမုန်းကြသည် သို့သောယခုတလော၌မြရချောင်းထဲတွင်ငါရောငမရတမ်းမှခိုးနေကြသောငါခူတောင်းညံတူတစုသည်ယမန်နေ့ကဥတင်ဆောင်၏အကိုဥတင်မောင်၏ငမရတမ်းများကိုပင် မိုးလင်းရန်၌ခိုးယူသွားကြသည်ဟုကြားရသည်အီဒီတို့ကြောင့်ဥတင်မောင်ကအကြီးအကျယ်ဒေါသအိုးတွေပောက်ကွဲနေသလိုညီဖြစ်သူဥတင်ဆောင်မှလည်းသူ့ပိုက်ကိုစိုးရိမ်စိတ်နေယခုလိုအချက်လက်အားဆော့ဆော့စီစီလာခေါ်နေခြင်းဖြစ်၏ မျက်နှာတက်ပြီးတင်နေတဲ့ပြိုင်နဲ့ဆေးရွက်ကြီးတငုံကိုပါစပ်ထဲထဲကကဲဥလိတွားကြမယ်ဟုရှက်လာကပြောလိုက်သည်တပတ်ပေါက်တံပုံးမီးဆောင်တစ်ခုကိုဆွဲကင်ကမိုးကြီးလေကြီးလဲတက်ဆွဲ၍ရှက်လာဥတင်ဆောင်နောက်ကိုလိုက်လာခဲ့သည်သူအိယာထနောက်ကြသည်ကိုဥတင်ဆောင်ကျင်းတ်ပုံမရတဲ့ဖြင့်ရှက်လာကဥတင်ဆောင်ကိုစကားမဆိုရဲပဲစိတ်စိတ်တန်လိုက်လာခဲ့၏ သူတို့တယောက်သည်ညာဦးကတွေ့တန်းထောင်ထားခဲ့ကြသောမြရာချောင်းဘက်ထွက်လာခဲ့ကြသည်။ဒါနဲ့ဟိုတညကဘာကြီးတင်မောင်ရဲ့ငမားတန်းတွေပျောက်တယ်ဆိုဦးလေးကြားပြီးရောပေါ့။လမ်းတစ်ဝက်လောက်ခန့်ရောက်တွင်ဦးတဲ့ဆောင်ဤစိတ်မပြေအပြေကိုအကဲခတ်လို့တဲ့ဖြင့်ရှစ်လှကမေးလိုက်၏။တိတ်ကြားပေါ့ကွာ။အဲ့ဒါကြောင့်မင်းကိုစောစောတိတိလာနှိုးရတာပဲ။ဘဲကောင်းနေရှိအောင်မလဲကွာ။ ကြာခံရွာကကောင်းနေနေမှာပေါ့အကိုကြီးမို့လို့ပေါ့ကွာငါသာဆိုရင်ဘယ်ရမလဲကြာခံရွာကိုအလောင်းမဲ့ပို့လိုက်မယ်ဥဒိဆောင်ဤလောဘဒေါသကိုတိထားသူမူရှစ်လသည်ဥဒိဆောင်ဤစကားကိုအကျွင်းမဲ့ယုံကြည်၏မိုးတက်လေနှင့်တစိမ့်စိမ့်ရွာနေသောမိုးသည် ရှစ်လနှင့်ဥဒိဆောင်တို့လှေစိတ်နာရောက်လာသည်အထီမဆဲသေးပေခရာကြုံထဲမှလှေကိုဆွဲထုတ်၍ရှာကြသည် လင်ငယ်ကရေတယ်ရှောကနေကြသွား၏ဟိုင်းလေဝမ်းနဲ့ထက်ထားသောမိအုပ်ဆောင်ကရုတ်တရက်ငြိမ်းသွားသဖြင့်ချစ်လှဗဇက်ကအာမေနိဒံထွက်သွားသည်သို့တော်ဘာမှမကြလိုက်ဦးတင်ဆောင်ကချက်ချင်းပင်မိအုပ်ဆောင်မိွက်ကိုပြန်ထုံးပေးလိုက်သည်ဦးတင်ဆောင်၏ငပြားတန်းရှိရာမြရာချောင်းဘက်တွင်မိုးတက်စင်နေသည်ချစ်လှရေရိုးကမတော်ပါနဲ့ဟာကမ်းဘက်ကဆန်းမှာ ရေကြပြင်းသေးတယ်ကွာဟုတ်ကဲ့ဦးလေးလေပိုင်းမများတံပိုင်ရှင်ဥဒေဆောင်ဤအမေရတိုင်းရှက်လှသည်ကန်းဆက်တို့ကန့်နိုင်သမျှကတ်ရန်လှည့်ပေးလိုက်လေသို့တော်ကန်းကိုလည်းတိတ်ကတ်၍တော်မဖြစ်မတော်တဆစောင်းချုပ်နေလှေငယ်ဝင်သွားမှကိုစိုးရင်ရသည်တစုံတစ်ခုအမာယွင်ဖြစ်လေရင်ဥဒေဆောင်ကတင်းချင်းခံတတ်သူမဟုတ်မိမိကိုယ်သာအပြစ်တင်လေမည်ထို့ကြောင့်ရှက်လှသည်မိုးတဲလေတဲ့တွင် လေပဲ့ကိုတတိထားကင်တွင်နေရသည်ဥလေရေအကြတိုက်ကြမ်းသေးတယ်ခဏကန်းကပ်ပြီးနားနေကြမှာထင်တယ်ရပါတယ်ကွာနည်းနည်းအားဆိုင်ပြီးတော့လှော်လိုက်ဆမ်းပါငါငမားတန်တွေလူခိုးသွားမှာဆိုးလို့ပါတခိုးတွေအတွက်ဒီလိုမိုးသက်နေပြန်ရိုက်နေတဲ့အချိန်ဟာအချိန်ကောင်းမယ်ကွာမင်းဘာနားလဲတလဲရှစ်လသည်စိတ်ပေါက်ပေါက်နဲ့လေဦးကိုစောက်ချုံနာကကတ်ဝေလာဤ ဟေ့ကောင်ဟေ့ကောင်လေကိုထိမ့်ပါဟထိမ့်တာပဲဦးလေရေစီးကတိတ်ပြင်းနေလို့ပါရှောင်းပေါ်အောက်ကြနေတော့စောင်းချုံနဲ့ဝဲတိုင်းမိတော့ဥတင်ဆောင်မှာရှက်လာကိုအရန်တော့ပွားသွားဤသို့တော့ရေစီးတတ်နေဒီမှာလည်းအမှန်ဖြစ်နေလေဟာရုတ်တရက်မစေးရေကမန်းကရက်နဲ့စောင်းချုံကိုင်းတကိုင်းကိုသာမိမိရရဆွဲထားလိုက်သည်မောင်မဲချမ်းအေးနေတော့ညရေပြင်ပေါ်တွင် ရောက်ချုံထဲမှာညင်ငတ်တကောင်ဤအထိတ်တလန့်အော်မီလမ်းပြန့်တန်ကြောင်းရှစ်လပင်လမ်းပြန့်သွားသည်ထို့သောဥတင်ဆောင်သိလျင်အသေးကြောင်ရန်ကိုဟု အပြစ်တင်ဆဲဆိုမှာဆို၍ငိန်နေလိုက်ရ၏ဟောလှေကဘာလို့ငိန်နေပြန်ပါလဲမတော်ပြန်ဘူးဥလေတစိတ်စမ်းကြည့်စမ်းပါဦးဘာမှမဟုတ်ပါဘူးကွာငါရောက်ချုံကိုဆွဲမိထားလို့ပါမင်းနားကျင်ခဏနားပါလား အစောကြီးလာနှိုးကလေးကပင်စိတ်ပြချင်နေတော့ချက်လှကရပါတယ်ဦးလေးမိုးကအတော်ကြာဆဲသွားပါလိမ့်မယ်ဟိုတမင်အရွက်တရွေပြောလာဤရေစစ်စပြုတ်ပြီဖြစ်တဲ့ဖြင့်ချက်လှနဲ့ဥတင်ဆောင်တို့သည်သူတို့ငများတန်းချထားရာမြရချောင်းပြဘတ်သို့ထွက်လာကြသည်ချက်လှစောစောကထိန်ချေးပေးတယ်လို့မိုးတက်လေကရက်မသွားချောင်းပြဘတ်တွင်ပိုရည်တည်ပင်တဲလာဤခမောက်ပေါ်ကြလာတော့မိုးဒီမိုးပေါက်တို့မှာ ေါက်ပေါက်ဖောက်တလို့ပြောင်းဆန်လာသည်မြရချောင်းပြား၏ဂွေးတစ်ခုကိုလင်ငယ်ကကြွေလိုက်သည်သူတို့လေနှင့်ဝါးလေးငါးရိုက်လောက်အကွာတွင်မီးရောက်တန်းတကူကြောင့်ဦးတင့်ဆောင်နှင့်ရှစ်လာတို့၏ရင်ထဲမှထိတ်ခနဲဖြစ်သွားကြသည်ရှစ်လာဦးတင့်ဆောင်ကလေတန်းနှင့်တီတိုးခေါ်လိုက်သည်ဗျာဦးလေးမေ့မြင်လားဟိုကောင်တွေဒုံငမများတန်းတွေကိုခိုးပြီးဖော်နေကြပြီကွာ ဟုတ်မယ်ဦးလေးကျွန်တော်လည်းမင်းရောက်လို့လို့တော့မြင်လိုက်တယ်အဲ့ဒါကြောင့်မင်းကောင်ကဆော့ဆော့ကပြောတာပေါ့တို့ခဏနားမိတာဟာဒီကောင်းနေအတွက်အကွက်ကြီးပဲကွာမောင်မိုက်နေတော့ချောင်းရည်ပြင်းနေတွင် နောက်ထပ်ပေါ်လာမည့်မီးရောင်တန်းကို ရှစ်လနဲ့ဥတင်ဆောင်တို့ကစူးစူးဆိုက်ဆိုက်ကြည့်နေကြသည်သို့တော့နောက်ထပ်မီးရောင်ကိုကလုံးဝမမြင်ရရေပြင်းနဲ့ထိလာသောမိုးပေါက်တို့၏ရေပန်းကိုသာတစ်ချောင်းလုံးပြန့်ကျဲ၍မြင်နေရသည် ရှက်လာလေးကိုကန်းဆက်မှောင်ရိတ်ကနေကတ်ပြီးတွားကြမယ်ကွာခွေးကောင်လေးဒီတခါတော့တင်ဆောင်အကြောင်းကောင်းကောင်းသိပြီပေါ့ကွာဒီလိုလို့ကွာလေလော်တာမကြောက်အောင်လှော်သွားကြမှာဖြစ်မယ်မင်းကတခိုးလေးကိုမြင်ရင်တက်တံမကြောက်အောင်အနာကတ်ပြီးလှော်နင်းရင်ငါကဒီကောင်လေးလေပေါ်ကိုခုံချပြီးလဲပင်ညှက်တတ်မယ်ဒီလိုကောင်မျိုးတွေဒီလိုစင်ရင်တာပဲကောင်းမယ် မင်းဘာမှကြောက်မနေနဲ့နော်။နောက်ထပ်ငါဘာမှထမပြောတော့ဘူး။ငါပြောတယ်လို့သာလုပ်။ဥဒင်ဆောင်ဤဒေါသစကားအရာကြောချမ်းစရာ ကောင်းလှသည်။သို့တော်သူတစ်ပါးဤငမားတန်းတွေကို မတရားအချောင်လိုက်၍ဖြိုးခုတ်နေသောတခိုးတွေကိုဤနည်းနှင့် သင်္ကန်းသာပေးခြင်းတီကအကောင်းဆုံးဆိုသည်ကို ရှစ်လကနဲ့လူငယ်ပြည်ပြည်သဘောတူလိုက်သည်။လေပြင်းကြွ၍မိုးတဲထန်စွာရွာနေတော်လဲ။ ရှင်းလားနဲ့ဥတင်ဆောင်တို့မှာလုံးဝအချမ်းပြေသွားကြသည်သူတို့ရဲ့ငမားတမ်းများရှိရာငတောက်တူအိုင်ဘက်ရှိရာကိုရွှေတတိတိကြအောင်အတန်ထင်း၍လှော့ခတ်လာကြ၏ရုပ်ကနေဆိုတယ်လို့ပင်ရှောင်းရဲ့ပြင်မဲမဲမိုးတဲတဲတဲ့၌လှယ်ရိတ်တစ်ခုသည်ရှင်းလားနဲ့ဥတင်ဆောင်တို့၏အမြင်ရိပ်အကြည်တဲတန်းတန်းမမတ်ဝင်လာ၏အကြည့်အမြင်ဆုံးတွင်ချောင်းကန်းဆက်မှတရိတ်တို့က မြင်သာပေးထားသလိုဖြင့်တကိုးလေးကိုဝိုးတိုးဝါတာတာမြင်နေရသည်လေသေးကြ၍မိုးတဲနေသည်ဖြင့်တကိုးသည်စိမ်းပြေနေပြေပင်ငမားတန်းတွေကိုလာ၍ဖြုတ်ဖော်၍ဖြတ်ယူနေသည်ညာရိုက်မဲမဲတွင်တကိုးလေး၏ရွေလျားနှုန်းကနှေးကွေလွန်လာသည်ဥဒေဆောင်သည်ချက်လက်အားရှဲကနေတွားကြလေတန်နှင့်အချက်ပေးကခတောင်းကိုမြိုင်အောင် ထား၍ကြိုက်ပြလာ၏ ဦးတက်ဆောင်ပေးထားသောအမိန်အတိုင်းရှစ်လသည်လှော်တက်ကိုအတန်မမြေအောင်လှော်ခတ်ကငမများတန်းတွင်ခိုးဖြုတ်၍ယူနေသောလှင်းနောက်ကိုတတိထားကလှော်ခတ်လိုက်ဦးတက်ဆောင်သည်နောက်သို့တစ်ချက်လက်ကြည့်ကမိဟုတ်ဆောင်ကိုလှေဝမ်းဝါကက်အောက်ထဲသို့ရုပ်ခနဲတွင်းပစ်လိုက်သည်ထိုအခါလှေဝမ်းထဲမှပို၍အမောင်သေးသွားလေတော့သည်လေပြင်းမိုးတဲ့တဲ့ငမများတန်းကျိုးသားကိုကင်ကတဖြည်းဖြည်းချင်း ဖော်ခိုးနေသောတခိုးသည် နောက်သို့လုံးဝလှည့်မကြည့်ပဲသူ၏ဒုစရိုက်မှုကိုသာတဲကြီးမဲကြီးလုံးလဆိုင်ထုတ်နေသည်လေပြင်းမဲ့မိုးမောင်က ပိုကျလာသည့်အပြင်ကန်းစက်မှမြရပင်များ၏အရိတ်ကလည်းပို၍မဲမောင်ရေးလာနေ၏ကျမတိတ်ရိတ်နှင့်မှောင်မိတ်သောမိုးတညာ၏ညီညွတ်တန်ကလည်းပိုကျလောင်းလာသည်မမြတမ်းတခိုးအား လယ်ဘေးညစ်တရန်တအားကုန်ခုံအုပ်လိုက်တော့ဥဒင်ဆောင်ဤဟေးဟူသောအတန်ကြီးနှင့်အတူတခိုးဤအထိတ်တလန်အော်ဟစ်လိုက်ပန်။လေပေါ်မှာအားလုံးကတခိုးရောဥဒင်ဆောင်မှာ ရေတဲဟုံးကနေကျသွားအတန်။ပက်ကန်ရှစ်လာဤအော်လိုက်တန်တို့ကလည်းတချောင်းလုံးတက်တင်ဟီသွားလေတော့သည်။မမြားတဲ့တခိုးနှင့်ဥဒင်ဆောင်တို့သည်မှောင်မိုက်နေသောမိုးသေးရေတဲတွင်ဝူဝဝနှင့်အော်ဟစ်တပုတ်ကြပြီ။ ခနာချင်းပင်ရေထဲမြုပ်သွားကြသည်မှန်တက်မိ၍ကြောင်းနေသောချက်လာသည် လက်ထဲကလှော်တက်ကိုလှေဝမ်းနှင့်ချက်ချင်းပြစ်ချလိုက်ပြီလှေဝမ်းဝါကက်အောက်ရှိမီးအုပ်ဆောင်ကိုမြှောက်၍ဥတည့်ဆောင်နှင့်တခိုးတို့နှင်းမြုပ်သွားရာ ရေပြင်ကိုလှမ်း၍ကြည်လိုက်သည်ပလုံစည်းနေသောရေပေါ်မှရေမြုပ်များသာမြင်နေရသည်မဲနက်သောရေပြင်တွင် လူရိတ်လူရှည်ဟူ၍ကဘာဆိုဘာမှမမြင်ရ ရှင်းလာသည်ရေစီးနှင့်မျောပါနေသောတခိုး၏လှေငယ်ကိုမိမိလှေနှင့်လိုက်ဆဲကတွဲရှီထားလိုက်ထို့နောက်ဦးတင့်ဆောင်နှင့်တခိုးတို့နှင်းမြုပ်သွားရာရေပြင်ဝန်းကျင်ကိုမိယုတ်ဆောင်နှင့်ထိုးညိထိုး၍ရှာကြည့်လိုက်သည်ဒီတခါမှာစောစောကလိုရေမြုပ်တွေပလုံစီနေသည်ကိုပင်မမြင်ရတော့ရေပလုံများသည်ကြာရင်နှင့်အတူမျောပါသွားကြလေသည်ဟိုကပေါ်လာနုံနုံဒီနေရာက ပေါ်လာနုံနုံနှင့် လင်ငယ်ကိုတစ်ချက်နဲ့ချက်လှော်ခတ်လိုက်မိရုပ်ဆောင်ကိုမြှောက်၍ရေပြင်ကို ကြီးလိုက်လုံနေသောရှက်လှသည်ကိုတရညက်ခန့်ကြာသွားတော်လဲဦးတင်ဆောင်နှင့်တခိုးတို့၏အရေးအယံကိုမျှပင်မမြင်ရသောအခါအလိုလိုထိတ်လန့်လာသည် မိုးသက်လေပြင်းကလည်းငြိမ်သက်သွားသောအခါညရချောင်းမှကြောက်မက်ဖွယ်ရာ တိတ်ဆိတ်၍လာသည်လာကြပါဦးမျိုးလာကြပါဦးကဲတော်မူကြပါဦးဒီမှာ ။အိုးတင်ဆောင်တဲ့ငါးတခိုးတို့တက်လို့တေကုန်ရပြီ။လာကြပါဦး။ကဲကြပါအောင်ပြု။ချက်လာသည်။ညာကြီးမင်းကြီးမှာတရေတပတ်အစည်းခံနေရသူတက်ရောက်လို့အကြောက်လွန်ကထိတ်ထိတ်ပြပြနေအတန်ကုန်ကျုံ့ရော်သည်။ဟေးဘသူတော့ဝေး။ဝေးဘယ်ကတော့ဘသူတွေတော့ဝေးဟေးဘာတဲ့လဲဝေး မြရာချောင်းဤအထက်အောက်ကြီးတန်ဃာတဲ့တို့ထံမှ မေးသံအမြန်သံများသည့်တမဟုံမရှင်ဟိုမဒီမပေါ်လာကြ၏မြရာချောင်းကိုအမိတဟဲပြုတ်၍အတံမူဝန်းချောင်းပြုတ်နေကြတော့ရေလုံသားကြီးများသည်လှေကလေးတွေကိုစီနှင့် ရှစ်လအနည်းသို့ချက်ချင်းပင် ရောက်လာကြသည်ရှစ်လကဖြစ်ချောင်းကုန်စင်ပြော့ပြလေသောအခါတန်ဃာတဲ့အားလုံးမှာထိတ်ထိတ်လန့်လန့်ဖြစ်သွားကြသည်မိဟုတ်ဆောင်မြောက်၍ရေပြင်ကိုကြည့်သူကကြည့်တက်ထောက်၍ ရေတဲ့ဆင်းဆန်းသူကဆင်းဆန်းရေတဲ့ငုတ်ချသူကချာချက်ချင်းပင်ရုပ်ရုပ်တဲတဲဖြစ်သွားကြဤသူတို့အားလုံးဒီစူပေါင်း၍나이ဝက်ကြကြောတနာရီနေပါဝိုင်းရှာကြသည်သို့တော်ရေစည်းကလည်းကြမ်းနေရာဥဒက်ဆောင်တဲ့ငါးတခိုးတို့၏အရေးအယံကိုပင်မမြင်ရသည်ဟဲ့ကောင်လေးဘယ်နေရာကနေကြသွားသလဲဆိုတာနင်သိမှာဗောဟာတန်ငါတဲ့ရင်းနေကိန်းစိုက်နေပြီဗောနော် ငါနဲ့စိတ်ညစ်ဖို့ကောင်းလိုက်တာဟိုမေးဒီမင်းနဲ့ဆလင်းနဲ့သာတန်ခါတဲ့ပေါ့ချကလေးကိုဝိုင်းမေးနေကြ၏ကောင်လေးမှလည်းကြောက်ကြောက်နေနောက်တော့အပြောအဆိုပင်မမှန်ကျင်တော့ဒီတော့တန်ခါတဲ့ကြီးတွေကဟိုကြည့်ဒီချာနေမိုးစင်စင်သာလင်းသွားသည်မြရချောင်းတွေကမတက်နိုင်ကြသည်ဟေးကောင်လေးဒီလေးဟာမေးမေးကလွားမှပဲဒီလေးကတင်ဆောင်အကိုတင်မောင်ရဲ့လေပါကလားကွယ် နောက်မှရောက်လာသူတန်ဃာတက်အရင်ဆုံးဥပကွန်ကရှစ်လလေနဲ့တွဲကြည့်ထားသောတက်ခိုးလှင်ငယ်ကိုတည်တည်ချာချာကြည့်ကပြောလိုက်။ဟာဟုတ်တယ်ဗျို့ဒုက္ခပဲဘာကြီးတင်မောင်။ဘာကြီးတင်မောင်ကဒီဘက်မှာသူ့ငမများတန်းတွေရှာထားတယ်ဆိုပြီးစောစောပိုင်းလေးတွေပဲဒီဘက်ဆင်းသွားတာကျုပ်တွေးလိုက်တယ်ဗျာ။ဟိုနေ့ကရှောင်းပြားပိုင်းမှာသူ့ငမများတန်းတွေလူခိုးဖြုတ်ခံရတယ်ဆိုတာတော့ပြောပြီးကျုပ်ကိုတတိပေးသွားသေးတယ်။ မြရာချောင်းပြထိန်တပင်ကွေ့တွင် အမဲငမားတန်းတွေ့တတ်သောငတိကဘာကြီးကိုင်းစကားကိုထောက်ခံလိုက်သည်ဒုက္ခပါပဲကွာဒီအညီကိုယ်တွေစုံမစုံတတ်ကြပါလေဒီနာကငမားတန်းတွေကိုလည်းကြည့်ကြပါဦးဟဲ့ကောင်လေးရှက်လားနင်တို့ငမားတန်းကဘယ်ဘက်မှာချထားတာတော့တငါတယ်များကဝိုင်းဝန်း၍ငမားတန်းတွေကိုဖော်ကြည့်လိုက်ကြတော့အခါဦးတင့်ဆောင်၏ငမားတန်းနှင့် ဦးတင်မောင်၏ငမားတန်းတွေမှာရှုပ်ထွေးလိန်ချက်တင်လည်းရရှိနေလေသည် ထို့ကဲ့သို့ပင်နောက်တနေ့ညနေမှာသူတို့ညီကိုနှစ်ယောက်၏အလောင်းကိုလည်းလဲပင်ဖက်လည်းရမြရာချောင်းမှာတွေ့ကြရလေသည်လောဘကြီးသောဦးတင်ဆောင်၏စိတ်ကိုဒေါသတလာဖုံးနိုင်သောအခါတန်ဃာတို့၏လောဘဝယ်သူတို့ညီကိုနှစ်ဦး၏အကြောင်းမှာယနေ့တိုင်ပြောမဆုံးနိုင်အောင် ဖြစ်ကြံခဲ့လေတော့သည်ဟုတ်ကဲ့ပါခင်ဗျာ ဆာယေတုဆရာဖိုးကျော်ရေးသားသောလောဘအန္တဝါဒေါသတဏ္ဍာလို့အမည်ရတဲ့ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြတယ်ကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတအူးတယောက်ရှင်းတီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါချွန်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ